ုတ်ဆက်မယ်အကြတိမိချက်ပေါင်းတို့မင်္ဂလာပါဗျာဆရုပ်ကြီးကတဲ့ပတ်တော်ကသင်္ကာရရတအကြောင်းပြီးသွားပြီဟတ္တယတအကြောင်းပြီးသွားပြီခယုဏယတအကြောင်းပြီးသွားပြီဒီတစ်ခါတန်တရတနဲ့တန်တရတအဲ့ဘက်ဒီဘက်ကဝိပ္ပစ္စယတအကြောင်းပေါ့ ခုလာရာဒီဟာဆယ်တော်ကကထိန်လာရာဒီပေါ့ကထိန်လာရာဒီဆိုဆယ်တော်မြန်မာတွေကဒါနအရာဝေတန်တရားအလူရဲတော်မင်းဝတန်လို့ဆိုတဲ့အတိုင်းပဲစေတနာတရားတရားကတိထတ္တနာနေရာတိုင်းနေရာတိုင်းရတန်းရတန်းယွာတန်းယွာတန်းမြူတန်းမြူတန်းမှာကထိန်ပွဲတွေကျင်းပကြကထိန်ပွဲဆိုရင်နှွေးခြင်းနဲ့မြန်မာကလည်းပဲဘာလို့လဲဆိုတော့နေရာနှက်ပြားမှာရှိကြ ကိုတိုင်ကိုပြည်ကိုထာနေမှာဘောသူတစ်ပါးတိုင်ပြည်တွေမှာဘောကိုဗမာတွေမြန်မာတွေကကထိန်ပွဲကိုကျင်းပကြဒါကလည်းပဲပြောကြရကောင်းနေပေါ့အဲ့တော့မြန်မာတို့ရဲ့အိုးစီမြန်မာတို့ရဲ့ဒိုးဘက်မြန်မာတို့ရဲ့ကာချိုကဟန်မြန်မာရင်ကျင်းမှုနဲ့အညီမြန်မာတွေရဲ့ထုံတမ်းနဲ့အညီမြန်မာတွေရဲ့ဒလိနဲ့အညီရင်ရင်ကျေကျေဝတ်ကြစားကြပြောကြဆိုကြပြုမှုကြအဲ့ဒီလိုမျိုး မြင်ကွင်းလေးတွေကိုမြင်လဲရတဲ့အခါမှာတဲ့ဘာလို့ဆရာကောင်းလဲဆိုတော့စိတ်ထဲမှာကြည်နူးစရာကောင်းတယ်အဲစိတ်ထဲမှာကြည်နူးစရာကောင်းတယ်စိတ်ထဲမှာကြည်နူးစရာကောင်းတယ်ဒါကကထိန်လာရာဒီနဲ့ပတ်သက်လို့ပွဲတော်နဲ့ပတ်သက်လို့နောက်တစ်ခုကကျတော့ဆရာတို့ တောတောင်တွေရှုံမြောင်တွေစိတ်ဆန်းတွေကျေလို့မြန်မာမှာသိဖို့တယ်အဲ့ဒီတောတောင်စိတ်စိတ်တောင်တန်းစိတ်စိတ်လေးတွေကိုမြင်ရတဲ့အခါမြေချောင်းအင်းအိုင်ပင်လေသမုဒ္ဒရာတွေကိုမြင်ရတဲ့အခါတောတွေတောင်တွေထဲမှာဆန်းချောင်းရေစည်းစံလေးတွေတွတ်တွတ်စည်းစင်းနေတဲ့အတန်လေးကိုကြားရတဲ့အခါကျင်းငက်ကလေးတွေဒီကောင်နဲ့ဒီကောင်နဲ့တီတိုစကားဆုံနေကြတဲ့အခါအဲ့ဒီမြင်ကွင်းတွေရလေပဲဘာလို့ဆရာကောင်းလဲဆိုတော့ ကြည်နူးစရာကောင်းတယ်။ဥမာပေါ်စဘာကင်းစိမ့်စိမ့်လေးတွေမြင်ရတဲ့ကြည်နူးစရာကောင်းတယ်။သာသမီတွေရမိဘတွေကိုကတော့နေတဲ့မြင်ကလေးတွေကိုမြင်လေးရတယ်။ဆရာတွေကတပည့်တွေကိုတရုတ်တသေးတလေးတစားနဲ့ပြုမှုဆက်ဆံနေရတဲ့တွေကိုတွေ့တာမြင်ရတယ်။အဲ့လိုလေးမြင်ကွင်းလေးရဘာလို့ဆရာကောင်းလဲဆိုတော့စိတ်ကြည်နူးစရာကောင်းတယ်။နောက်တစ်ခုဖခင်ကြောင့်ငါတစားပြတ်သက်တေမှာကျေးစီတီးပြီးတော့အမြဝင်နေတဲ့တန်လေးတွေကြားရတယ်။ စိတ်ထဲမှာစိတ်ချမ်းသာกว่าဖရာရဲ့စေလင်းတန်လေးတွေကြားတော့စိတ်နှလုံးအေးချမ်းသွားဥမာပေါ်လောဘဒေါသမောဟနေရင်အဲ့ဒါဘာလဲလို့ဆိုတော့တန်တရတ္တလို့ဆိုရမယ်လောဘဒေါသမောဟနေရင်ဒင်းရင်စိတ်ကဘာလုပ်လဲဆိုတော့စိတ်က အေးချမ်းလာတယ်စိတ်ကငြိမ့်အေးလာတယ်စိတ်ကကျဉ်းလူချမ်းမြေ့တာအဲ့လိုကျဉ်းလူချမ်းမြေ့တယ်ဆိုရင်အဲ့ဒါတန်တာရတ္တဘောအဲ့ဒါတန်တာလက်တာ